အားလုံးပဲမင်္ဂလာပါမြန်ခရစ်တောင်းနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကနေပေးသွားတဲ့ Hora Airdrop အကြောင်းကိုပဲတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီလလဲမှာလဲကျွန်တော်ရှေးလာက2လပိုင်းတည်းကလိုပဲ Hora Airdrop တွေအများကြီးလာနေပါတယ် Hora Airdrop ကိုသွားဖို့တော့ကျွန်တော် Morey က Launch Pool ဆိုတာကိုကျွန်တော်ရောက်အောင်သွားအောင်မှာဖြစ်ပါတယ် Launch Pool နေရာကိုရောက်ပြီးဆိုရင် Launch Pool နဲ့ Hora Airdrop ဆိုပြီးတော့2ခုရှိပါတယ်ဒီထဲက Hora Airdrop ဆိုတာလေးကိုနှိပ်လိုက်ပါတော့နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ Particle Network ဆိုတဲ့ project တစ်ခုကို Binance ကနေပြီးတော့ ဒီ BNB ကင်ထားတဲ့သူတွေကို airdrop ပေးသွားတာရှိတယ်။ airdrop ပေးသွားခဲ့တဲ့အချိန်ကတော့3လပိုင်း25ရက်နေ့မနေ့ကပေးသွားခဲ့တာဖြစ်ပါတယ်။ snapshot ယူသွားခဲ့တဲ့အချိန်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့3လပိုင်း9ရက်နေ့ကနေ3လပိုင်း17ရက်နေ့အတွင်းမှာ snapshot ယူသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီ go plus security အကြောင်းပြောတဲ့အချိန်တုန်းကတည်းက BNB တွေကိုထည့်ထားတဲ့သူတွေဆိုရင်တော့ Bebe Maps Core, BN Particle Network ကနှစ်ခုလုံးကို airdrop ရမှာဖြစ်ပါတယ်။ လို့လဲဆို error ယူသွားတဲ့ snapshot ယူသွားတဲ့အချိန်တွေကတိတ်မကွာဘူးပေါ့နော်ကျွန်တော်ဒီ video တင်ပေးခဲ့တဲ့အချိန်တွေနဲ့ပြန်ကြည့်မယ်ဆိုရင်တိတ်ပြီးတော့ကွာတာကိုမတွေ့ရဘူးဒီလာထဲမှာလာတဲ့ project က3ခုရှိသွားပြီရှေ့လာတော့ကတော့4ခုလောက်လာတယ်အဲ့တော့ဒီလာကလည်းရှေ့လာရဲ့စံချိန်ကိုမှီတယ်လို့ပြောရမှာဖြစ်ပါတယ် BNB ကိုကျွန်တော်တို့ဒီဟိုတာ Azure တွေ Launch Pool တွေရကြရောတတ်တန်နေတော့ဝယ်ပြီးတော့ကင်တာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်ဒါပေမဲ့ BNB ကိုရေရှည်ဝယ်ပြီးတော့ invest လုပ်နေတဲ့သူတွေအတွက်ဆိုရင်တော့ ဟိုရာ airdrop တွေ launch bill တွေခဏခဏလာတာကအာသူတို့အတွက်အကျိုးမြတ်တွေအများကြီးပြန်ရစေတာဖြစ်ပါတယ်ဆိုတော့ဒါခဏခဏမျှော်ပြကြတဲ့အစီအစဉ်တစ်ခုပေါ့နော်ဟိုရာ airdrop လာရင်လည်းပျော်ရတယ်လို့ launch bill လာရင်လည်းကျွန်တော်ပျော်ရတယ် launch bill ဆိုရင်လည်းဒါဒီလာထဲမှာ million ဆိုတဲ့ token လာသွားတယ်ပေါ့နော်အခု hora airdrop တခုထပ်လာတယ်လာကမကုန်သေးဘူးလာမကုန်ငွေလေးမှပါတယ်ထပ်လာအောင်လဲဆိုတော့လည်းရှင်းကုန်စရာကောင်းပါတယ် အဲ့တော့ကျွန်တော်တို့ဒီပေးသွားတဲ့ particle ရဲ့အကြောင်းကိုဘယ်လိုမျိုးပေးသွားလဲသိချင်တယ်ဆိုရင်တော့ဒီ asset ကလေး30ကိုနှိပ်ပြီးတော့ mod detail ဆိုတာလေးကိုနှိပ်လိုက်လို့ရတယ်နှိပ်လိုက်တဲ့ဆိုရင်သူတို့ရဲ့ဒီ party token နဲ့ပတ်သက်တဲ့ announcement page ကိုရောက်သွားမှာဖြစ်ပါတယ် particle ကတော့ကျွန်တော်တို့73ခုမြောက် project ဖြစ်ပါတယ် holder error မှာပေးသွားတဲ့73ခုမြောက်ပေါ့နော်အဲပြီးရ snapshot ယူသွားခဲ့တဲ့အချိန်က3လပိုင်း9ရက်နေ့ကနေ3လပိုင်း17ရက်နေ့အတွင်းမှာ snapshot ယူသွားတယ်ဘယ်သူတွေကို snapshot ယူရလဲဆိုတော့ BNB token တွေကိုကျွန်တော် simple n ထဲမှာထည့်ထားရသေးတယ် flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ် simple n ထဲကိုထည့်ထားရဆိုတာနဲ့တင်ဒီ airdrop ကိုရနိုင်မှာဖြစ်ပါတယ် hourly snapshot ယူရယ်ပေါ့နော်နိုင်တိုင်းမှာ snapshot ယူနေရဖြစ်တဲ့အတွက်သတ်မှတ်ကာလအတွင်းမှာ simple n flexible ဒါမှမဟုတ် lock လုပ်ခဲ့ရဆိုရင်တော့ airdrop ကိုရရှိမှာဖြစ်ပါတယ် Binance မှာ party token တွေကိုစပြီးတော့ trade လုပ်လို့ရနေပါပြီမနေ့ကစပြီးတော့ list လုပ်သွားပါတယ် list လုပ်တဲ့ဘဲကလည်းထုံးစံအတိုင်းဘဲ၅ခုနဲ့ပဲ list လုပ်သွားတာဖြစ်ပါတယ်ဒါခဏခဏပြောလို့မလို့အားလုံးလည်းအလွတ်ရနေကြတော့ပြီပေါ့နော် holder airdrop တွေနဲ့ပတ်သက်လို့အာခဏခဏလည်းလာတယ်ဒီเจ้าเนี่ยခဏခဏလည်းပြောပြစ်ပါတယ်ကျွန်တော်တို့ဒီ simple and flexible ဆိုတာကဘယ်လိုမျိုးထည့်ရလဲဆိုတာကိုလည်းနောက်လာတယ်မှာကျွန်တော်ဗီဒီယိုတစ်ပုဒ်အစ်စ်ပြန်ပြီးတော့လုပ်ပေးမယ် PMB တွေကို spore မှာဒီအတိုင်းမထားပါနဲ့ simple and flexible လောက်ထားလိုက်တာကအတိုးလေးရ launch pool တွေလာရင်လည်းရတယ် hold airdrop တွေလည်းလာရင်ရတာဖြစ်ပါတယ်ဆိုတော့ party token ရဲ့အကြောင်းလေးကိုနည်းနည်းဆက်ကြည့်အောင်ပေါ့နော် party ဆိုတာက party ရဲ့ network ရဲ့ nft token ဖြစ်ပါတယ်သူ့ရဲ့ supply ကလက်ရှိအချိန်မှာ total supply အနေနဲ့1 billion party token တွေရှိမှာဖြစ်ပါတယ်အခုနောက်ပိုင်း traded project တွေတော်တော်များများကိုကြည့်ရရင် supply တွေက1 billion နေနဲ့လာတာပဲများတယ်ပေါ့နော်သူ့ရဲ့ maximum token supply ကလည်း1 billion ပဲအဲ့တော့ mass supply ပါတာဖြစ်တဲ့အတွက်ဆက်ပြီးတော့ထွက်မှာမဟုတ်တော့1 billion ကအများဆုံးထွက်မဲ့ပမာဏ Horror Hydro ကိုပေးထားတဲ့ပမာဏကတော့ကျွန်တော်တို့ဒီ maximum supply ရဲ့3%ကိုပေးထားတာဖြစ်ပါတယ်အဲ့တော့30 million party token တွေကိုပေးထားခဲ့တယ်ဗောနော်နောက်တဲ့30 million party token တွေကိုလည်းဒီ spot list ပြီးသွားတဲ့အချိန်6လမှာတခြား marketing campaign တွေနဲ့ခွဲဝေပေးအောင်မယ်ဒါကိုလည်းတိကျ announcement တစ်ခုအနေနဲ့ကြေညာပေးမယ်ဆိုပြီးရေးထားတယ် circulating supply လက်ရှိ Binance မှာ list သွားတဲ့အချိန်မှာရှိနေတဲ့ supply ကတော့ maximum token supply ရဲ့23.3%ဖြစ်ပါတယ်။ token ရဲ့ network နှစ်ခုကိုကြည့်မယ်ဆိုရင်တော့ BNB smart chain နဲ့ BN base နဲ့နှစ်ခုပါမယ်ပေါ့နော် BSC နဲ့ base နဲ့ network chain နှစ်ခုရှိမယ် DHT ဘာတွေမှာ swap တဲ့ဆိုရင် token အသုတွေကိုမမိအောင်လို့ပေါ့နော်ဒီမှာ smart contract လေးလည်းထည့်ပေးထားတယ်ပြီးပြီဆိုရင် Binance ရဲ့ research report ကတော့အခုချိန်မှာပေါ်မလာသေးဘူး particle network အကြောင်း research report အပေါ်လာပြီဆိုရင် particle ရဲ့အကြောင်းလေးကိုသွားပြီးတော့ဖတ်လို့ရတယ်အခုကြည့်ရတဲ့လောက်ဆိုရင်သူ့ရဲ့ website တွေပါတယ်ပေါ့နော် particle ရဲ့ website ပါတယ် white paper တို့ ace တို့ဒါတွေကိုတော့သွားကြည့်လို့ရတယ် website ကိုသွားကြည့်ရတဲ့လောက်ကတော့သူက account တစ်ခုတည်းကနေပြီးတော့အဝမ်ဘီလန့်ပေါ့နော်ဘီလန့်တွေအကုန်လုံးကိုတနေရာထဲမှာ manage လုပ်လို့ရမယ်ဘယ်ချိန်မဲ့လာလာဆိုတဲ့ပုံစံမျိုးအဲသူ့ရဲ့ product ထဲမှာအဓိက product ကိုပြောရမယ်ဆိုရင်တော့သူ့ရဲ့ key feature လို့ပြောရမယ်ပေါ့နော် universal account ဆိုတာကသူ့ရဲ့အဓိက key feature ဖြစ်ပါတယ်ဆိုတော့ ပါတီကကကျွန်တော်တို့ blockchain infrastructure project တခုဖြစ်ပါတယ်။သူကိုယ်တိုင်က blockchain တော့မဟုတ်ဘူး။ဒါပေမဲ့ blockchain တွေတခုနဲ့တခုကြားကိုကိုလူဆက်သွယ်ပြီးတော့ပေါင်းကူးပေးမဲ့ပုံစံမျိုးအဲ developer တွေအနေနဲ့ဆိုရင်လည်း blockchain တွေအကုန်လုံးအတွက်လိုအပ်တယ်ပေါ့နော်။ဒီ developer tools တွေပြီးပြီးဆိုရင်အဲ service တွေကို particle network ကနေကြားထဲကနေ service ပေးမဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဆိုတော့ဒါကတော့ particle ရဲ့အကြောင်းပေါ့နော် particle ရဲ့အကြောင်းကိုသေစိတ်သိချင်တယ်ဆိုရင်လည်း research report လာရယ်ကိုယ်တိုင်သွားပြီးတော့ဖတ်ကြည့်လို့ရတယ်ဒါမှမဟုတ် white paper လည်းဒီထဲမှာထည့်ပေးထားတယ်ဖတ်ကြည့်လို့ရပါတယ်အဲ့တော့ hora error အကြောင်းပြန်ပြောရမယ်ဆိုရင်တော့ hora error ဆိုတာက binance ကနေပြီးတော့ bnb ကင်ထားတဲ့သူတွေကို project တွေရဲ့ error တွေရအောင်ဖန်တီးပေးထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ hora error ရဲ့အကြောင်းကိုတင်ပြရတယ်ဆိုတာကတော့ bnb ကင်ထားတဲ့သူတွေ bnb ကိုရေရှည်ဝယ်စုနေတဲ့သူတွေ spot ထဲမှာ မထားဘဲနဲ့ simple and flexible ဒါမှမဟုတ် log လောက်ထားအောင်လို့တတိပေးတဲ့အနေနဲ့တင်ပြတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစုံတီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲ trade time မြတ်ကြပါစေခင်ဗျာ။